ကျွန်တော်ကတော့လူနည်းနည်းဒီ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 စီဇန်မှာတော့နည်းနည်းအမြင်ကခံရတာပေါ့နော်ကြည့်နေတဲ့သူကမမုန်းပါဘူးကြည့်နေတဲ့သူကဒီစီဇန်ကြည့်ရတာကျွန်တော်ကကြည့်ရတဲ့တိုင်ပါပါအာ G Fire ဆိုလို့ရှိရင်ကျွန်တော်တို့က episode was maybe uh, yeah 2 2လောက်ပါလေသူတို့တွေကအပြင်ကကစားသမားတွေအဲ့လိုမျိုးအရန်ကိုအချိန်ဟုန်ပြင်းပြင်းနဲ့ရန်ဖြစ်တဲ့ပုံစံမျိုးတွေဖြစ်နေပြီအဲကြည့်ရတာတကယ်ကိုမိုက်ပါဘူး နှုတ်တယ်မပြောပါဇက်ခေါ်ကြည့်အလင်းကမှဥပဇင်စရာဆတ်ဆိုပြီးပတ်ပြောပြီး the new rap so the mc fitness on earth f o e ဟုတ်ကဲ့ပါကျွန်တော်တို့ fitness on earth f o e ကတော့ season 2ကတော့အခုကျွန်တော်တို့လာမဲ့28ရက်နေ့ april နေ့ပေါ့နော်အော်ည7နာရီအချိန်မှာ mrt 4မှာကျွန်တော်တို့ season 2စပြီးတော့ first episode လာမှာပေါ့နော်ဒီ season 2မှာတော့ကျွန်တော်က main host အနေနဲ့ပါလာမှာဖြစ်ပါတယ်ကျွန်တော်ကတော့ဒီ season 1တော့ကတော့ကျွန်တော်ကအာ winner pick winner လည်းဖြစ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့ season 2ရောက်တဲ့အချိန်မှာဟိုကဟိုဒီဘက်ကဒီ FOE team ဘက်ကလူတွေနဲ့တိုင်ပင်ကြည့်လိုက်တဲ့ခါကျတော့ထူးဆန်းလေးဖြစ်သွားအောင်ကိုမူကနေမှတစ်စစ်ကျွန်တော်လက်လွဲယူပြီးတော့ main host အနေနဲ့ပါဝင်သွားမှာဖြစ်ပါတယ်ဟိုပါပေါ့ကျွန်တော်ရဲ့ပုံစံအတိုင်းပဲသူတို့ကဒီ FOE team ဘက်ကသွားစီချင်တာပေါ့နော်ဟိုလိုကျွန်တော်အစီအစဉ်တင်ဆက်တဲ့ပုံစံမျိုးလိုမဟုတ်ဘဲနဲ့ဂျမ်းပဲလွတ်လွတ်လပ်လပ်နဲ့သွားတဲ့ပုံစံမျိုးလေးကိုသွားစီချင်တဲ့ခါကျတော့အဲ့လိုပုံစံမျိုးလေးပဲသွားထားပါတယ်ဂိမ်းကလည်း ကျွန်တော်တို့ကဒီအခက်ခဲတဲ့ challenge တွေရောစိတ်ဝင်စားဖို့ကောင်းတာတွေရော emotional ပါတဲ့အပိုင်းတွေရောအများကြီးပါတဲ့ကြောင့်မလို့တကယ်ကိုကြည့်လို့ကောင်းတဲ့အာဒီအစီအစဉ်ဖြစ်မှာပါဘလို့လှုပ်ဆီခြင်းလဲဆိုလို့ရှိရင်တော့ဒီမှာတော့နှစ်ပိုင်းရှိတာပေါ့နော်ကျွန်တော်တို့ကဒီ season 1မှာတော့ရှိတဲ့ gain တွေအားလုံးကို season 2မှာပြန်ပြန်ရမယ်လို့ထင်ထင်နေတယ်ဆိုလို့ရှိရင်အဲ့ဒါမဟုတ်ပါဘူး is a part of the game show ပါဒီ game show ရဲ့အစီအစဉ်အပိုင်းတစ်ခုလေးတော့ပဲကျွန်တော်တို့က season 1ရဲ့ဟာပြပါမှာ season 2မှာကျတော့အစ်စ်တွေကြီးပဲ အာကျွန်တော်တို့အဟောင်းပါမယ်ဆိုရင်တော့ maybe 2 3 that's all ဒါလောက်ပဲကျန်တဲ့ maybe 6 7 gain လောက်ကအစ်စ်တွေဖြစ်မှာအစ်စ်တွေဆိုတော့သူတို့ကိုယ်တိုင်တော့မှသူတို့တွေဟိုမထင်မလားပဲနဲ့အစ်စ်တွေဖြစ်နေတဲ့ဟာမျိုးတွေရှိတာပေါ့နော်ကျွန်တော်တို့လည်း host လုပ်နေတဲ့အာဘယ်လိုတွေဖြစ်သွားမလဲဆိုတဲ့ဟာမျိုးတွေရေကုန်စိတ်လှောင်းမိတယ်ပြီးတော့ဒီနောက်ဆုံးကျွန်တော်ကြိုက်တာကတော့ကြော်ပြောတဲ့ light တော်တော်ဖြစ်နေတာပေါ့เนาะဒီ connection တွေအားလုံးကတကယ့်ကိုကျွန်တော်တို့ဒီ episode ဟိုကျွန်တော်တို့ဒီ season 1မှာတော့ဆိုလို့ရှိရင်ကျွန်တော်အလူပညာရှင်နေနဲ့ဒီ influencer တွေအိပဲခေါ်ထားတာဟုတ်ဒီအခု season 2မှာကြတော့ကျွန်တော်တို့က FOE team back ကနေရွေးချယ်တာတာ၈ယောက်ပဲပါတယ်အဲ့၈ယောက်ကကျွန်တော်တို့ဒီ celebrity တွေပါတယ်တခြား influencer တွေပါတယ်ဒါပေမဲ့နောက်ထပ်၁၀ယောက်ကကြတော့ကျွန်တော်တို့လူအယောက်ပေါင်း maybe 900 800 audition တွေကနေမှ10ယောက်ရွေးချယ်တာဆိုတော့တကယ်ကိုတို့တွေကဒီ audition မှာကလေးကကျွန်တော်နဲ့1နဲ့2နဲ့မတူတာဟောပေါ့နော် တူပါကြတော့ audition ပါလာတယ် audition မှာကလေးကလူတွေအများကြီးနဲ့တကယ်ကိုအာကျွန်တော်တို့ရှိရင်တကယ်မြန်မာနိုင်ငံမှာကျန်းနေဆိုတော့ဘဲတွေအများကြီးပါတယ်ဒါပေမဲ့ audition မှာပြုတ်သွားတာလေအများကြီးပဲဆိုတော့ဒီ audition နဲ့တက်လာပြီးတော့နောက်ထပ် gain တွေမှာလွယ်လားဆိုတော့မလွယ်ဘူးဆိုတော့တကယ်ကိုစိတ်လို့ရှာဖို့ကောင်းတယ် mic သူ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 ပါတော့ကျွန်တော်တို့ပြိုင်ပွဲဝင်16ရောက်နေပဲသွားမှာဒါပေမဲ့ပြိုင်ပွဲဝင်တွေက အာတဖြည်းဖြည်းအမတ်စစ်စံနဲ့သွားတာဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့တော့အားလေစီဇန်1တော့ဆိုလို့ရှိရင်ကွန်နက်စတာ16ရောက်လုံးကအပီးထိပါတယ်ဖိုင်နယ်ထိပါတယ်ဒီမှာဘယ်သူတွေကပါသွားမလဲဘယ်သူတွေကပြုတ်သွားမလဲဆိုတော့မသိသေးဘူးပေါ့နော်ဒီဒီထဲမှာလည်းပိုပြီးစိတ်ဝင်စားဖို့ကောင်းတာကတော့နိုင်ငံကျော်အမှုပညာရှင်တွေမင်းသားတွေလည်းပါတယ်မင်းသမီးတွေလည်းပါတယ်အစိုးရတွေလည်းပါတယ်ဒီလူတွေကထိမမထားလောက်ကိုတကယ်ကိုအကျုံးတဲ့လူတွေပါတယ် ငါဘလိုပုံစံမျိုးလိုခိုင်းလဲကျွန်တော်ကတော့လူနည်းနည်းဒီ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 စီစဉ်မှာတော့နည်းနည်းအမြင်ကခံရတာပေါ့နော်ကိုကလည်း host ဖြစ်တဲ့ခါကျတော့စီကံပိုင်းဆိုင်ရာတွေနဲ့မှားတာတွေပြုတ်လာရည်ဆိုရှင်ကျွန်တော်ပဲကျွန်တော်ပဲဒီ ear monitor ကနေအနောက်က team ကဆန်းပြောခိုင်းတယ်ဆိုတော့ကျွန်တော်ကနည်းနည်းအာဟိုပါပေါ့သူတို့တွေကတော့ conflict တော့နည်းနည်းရှိတာပေါ့ကြည့်နေတဲ့သူကမမုန်းပါဘူးကြည့်နေတဲ့သူကဒီ season ကြည့်ရတာကျွန်တော်ကြည့်ရတဲ့တိုင်ပါပါအာသူတို့တို့ကလည်း challenge အများကြီးတယ်ဗျာ အာမက်ပြက်လေးကောကိုထွန်တော်ပြီးအဒီပြင်ကိုတခြားဒီပါတဲ့လူတွေလည်းအများကြီးရှိတယ်။ J-Fire တို့လည်းပါတယ်။ဒါပေမဲ့အာ J-Fire ဆိုလို့ရှိရင်ကျွန်တော်တို့က episode was maybe uh, yeah 2 2လောက်ပါကလေးကတို့တွေကအပြင်ကကစားသမားတွေအဲ့လိုမျိုးအရန်ကိုအချိန်ဟုန်ပြင်းပြင်းနဲ့ရန်ဖြစ်တဲ့ပုံစံမျိုးတွေဖြစ်နေတယ်။အဲကြည့်ရတာတကယ်ကိုမိုက်ပါပါ။အဲ season 2မှာလည်းပဲထိခိုက်အနာတရရှိတာတွေလည်းအများကြီးရှိရယ်။ဟိုအကြီးကြီးမားမားရေလို့တော့လည်းမရှိဘူး။ဒါပေမဲ့အဲ့လိုမျိုးထိခိုက်တာတွေတော့ရှိရယ်။ ကျွန်တော်စီစဉ်ကတော့ထိခိုက်တာဆိုအဲ့လိုမျိုး6လောက်တွေလက်တွေထိသွားတာမျိုးအော်အဲ့ဒါကြတော့ကျွန်တော်တို့ကဒီပုံမှန်ဆော့တဲ့ live မှာကြတော့ကိုယ့်ဟာကိုယ် caring ရရတယ်လေကြိုင်ပွဲဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘာမှမျှော်နှင့်ထားလို့မရတဲ့အနေအထားတွေဆိုတော့ဖြစ်နေဖြစ်သွားမှာပဲတိတယ်ဘာဖြစ်ဆိုတော့ကြိုင်ပွဲရဲ့ zone နဲ့လုံနေတာဆိုတော့ဘာသူမှမဆိုလုံမိမှာပဲကျွန်တော်လည်းလုံမိခဲ့တာပဲတိတယ်မလားအမရှိမရှိဘူးကျွန်တော်ကကြတော့ဒီထဲမှာဟိုကြည့်ရရှင်တော့စိတ်ဝင်စားပုံကမှာပါနည်းနည်းလေးအာဘယ်လိုပြောမလဲကျွန်တော်ကဟိုဟာ spoiler လောက်တူလို့ဖြစ်နေတာပေါ့နော်ဒီကနေ့တော့ 10ရောက်နဲ့8ရောက်နဲ့ပြဿနာကလည်းမသေးဘူးအဲ့10ရောက်ကကျတော့ audition တွေကနေတက်လာတယ်ဒီဘက်8ရောက်ကကျွန်တော်တို့ FOE team ဘက်ကနေရွေးချယ်ထားတယ်အဲ့10ရောက်အတွက်ကကျတော့သူတို့အတွက်ကကျွန်တော်တို့က chance တစ်ခုနေနဲ့သူတို့ကိုယ်ပေးမဲ့လူတွေပါတယ်ကျွန်တော်ဒီ game ထဲမှာကြည့်လို့ရှိရင်တဖြည်းဖြည်းတိလာလေအဲဒါမဲ့ဒီဘက်က8ရောက်အတွက်က celebrity တွေကဘယ်သူမှကူညီပေးမဲ့လူမရှိဘူးအဲဆိုတော့ကျွန်တော်ပဲစဉ်းစားလိုက်တာပေါ့နော်ခိုးပြီးတော့ကူညီပေးမယ်ပေါ့အဲအဲ့လိုဒါတော့နောက်ကွယ်ရမှာပြောတော့နော်ဘယ်သူမှဆောင်မပြောကြနဲ့ ထင်ရတာထင်ရတာတည်းစားတယ်ဒီခုပဲတည်တာဗောနော်သူများရဲ့နားလဲကိုကမနားအောင်ကိုကအစားဆုံးပါတယ်ဆိုတော့နည်းနည်းတော့ပြင်မှန်းတာဒါပေမဲ့ကောင်းပါတယ်ကျွန်တော်တို့လည်း experience အများကြီးရပါတယ်ဟုတ်ကဲ့ပါအာအခုကျွန်တော်တို့ fitness on the FOE season 2ကလာမဲ့29ရက်နေ့ည7:00နာရီ MRT ဖုန်းမှာကျွန်တော်တို့ပထမဦးဆုံး first episode ထုတ်လွှင့်ပြသတော့မှာဖြစ်တဲ့အကြောင်းမို့လို့အားလုံးပဲစောင့်မျှော်ကြည့်ရှုအားပေးဖို့တက်ကိုဒီနေရာနေပဲကျွန်တော်ကဖိတ်ခေါ်လိုက်ပါတယ်